တာဦးလေးရဲ့မျက်နာမှာဒူမလိုအမှတ်ကြီးပါနေတာကြောင့်မိတ်ကပ်လိန်တဲ့အောင်သင်ပေးရတော့မယ့်နေကြီးဦး ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာစလီ Insider Beach ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေ။နေကြည်ဦးကိုပရိသတ်တွေက Beauty Blogger အဖြစ်စတင်တည်ခဲ့ကြရပြီးတော့အားပေးခဲ့ရတာဖြစ်ပါရစေ။အခုအချိန်မှာတော့အနုပညာအလုပ်တွေရနာထားပြီးတော့မိခင်တရားအဖြစ်ဖြတ်သန်းနေပါရစေ။မကြသေးမီယာမှလည်းဒါဦးလေးကိုမွေးဖွားထားနိုင်ခဲ့တာပါ။ထိုင်းနိုင်ငံကနာမည်ကြီးစင်းယုံမှာဒါလေးကိုသွားမွေးထားခဲ့တာဖြစ်ပါရစေ။ ဒါလျာအခုဆိုရင်ရက်သားအွယ်လေးရှိနေပြီဖြစ်တယ်လို့ကြမ်းကြမ်းမမာရှိနေပါတယ်။ဒါအပြင်မထင်မှတ်ထားပဲထူကြတဲ့အရာလေးတခုလည်းပါလာခဲ့တာပါ။အဲ့ဒါကတော့နေဂျီဦးရဲ့ဒါလျာသူမလိုပဲအမတ်ပါခဲ့တာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းနေဂျီဦးကနှက်ခေါင်းရဲ့ဘေးမှာအမတ်အကြီးကြီးရှိနေတာပါ။အဲ့ဒီအမတ်ကြီးကြောင့်နေဂျီဦးကအမြဲလိုလိုမိတ်ကပ်လိန်ထားပါတယ်။မိတ်ကပ်ကိုတေချာလိန်ထားမှသာအမတ်ကပျောက်သွားတာအကြောင်းပါ။အဲ့ဒီအမတ်ကြောင့်ပဲနေဂျီဦးက beauty blogger ဖြစ်လာခဲ့တဲ့သူပါ။အ အမတ်ကိုပြောင်းအောင်မိကက်သေးချလိုက်ရတာဖြစ်ပါတယ်။အမတ်တစ်ခုလုံးကိုသေးချဖုံးနိုင်တဲ့အထိမိကက်ပြင်တတ်တာမို့လဲသူ့ကိုလူတွေကအားကြပြီးတော့မေးမြန်းတာတွေလုပ်ခဲ့ကြပါတယ်။ နေကြည်ဦးကအမဲလို့လို့မိကက်လိန်ထားတတ်ကြမှုတချို့ဆိုရင်တော့သူ့မှာအမှတ်ရှိတာကြောင့်မှမေးပြောက်သွားတတ်ပါရင်အခုလိုအမှတ်ရှိတာကစိတ်နှောက်ရှက်ဖြစ်စရာကောင်းတာမို့နေကြည်ဦးကိုယ်တိုင်သိမကြိုက်ပါဘူးဒါပေမဲ့သားလေးမွေးလာတဲ့အချိန်မှာလဲသူမလို့အမှတ်ပါလာခဲ့တာပါနေကြည်ဦးရဲ့သားလေးကအမျက်လုံးအပေါ်တစ်ဝိုင်းမှာအမှတ်ရှိရဆိုပြီးတော့ယနေ့သူတွေတင်လာတဲ့ပုံကနေတစင်သိနေရတာဖြစ်ပါတယ်အမတ်ကမျက်လုံးသားမှာဖြတ်တာမို့နေကြည်ဦးနဲ့နေရာကျွန်တော်မတူပါဘူးအမတ်ကမျက်နှာမှာထင်ရှားနေရမို့ကြီးလာရင်ဒီ တိုင်းနေလို့မရတော့ပါဘူး။ဒါကြောင့်မို့နေကြည်ဦးလိုပဲမိတ်ကပ်ပြင်ပြီးတော့နေရတော့မှာဖြစ်ပါတယ်။လူများကတော့နေကြည်ဦးရဲ့သားလေးကမိတ်ကပ်နဲ့နေထိုင်ရတော့မှာပဲလို့ခံမှန်းနေကြတာပါ။နေကြည်ဦးကလည်းမိတ်ကပ်ကိုကျွမ်းကျွမ်းကျင်ကျင်ပြင်ဆင်တတ်သူဖြစ်တာမို့သားဖြစ်သူကိုမိတ်ကပ်ပြင်တတ်အောင်တေချာလေးတင်ပြီးတော့မှာဖြစ်ပါတယ်။ နေကြည်ဦးကအဲ့လိုအမတ်သားနဲ့ပတ်သက်ရင်ကျွမ်းနေသူမှုဒါလီယာစိတ်ညစ်စရာတော့လို့မှမဟုတ်ပါဘူးနေကြည်ဦးကသူ့ရဲ့သားဦးလေးကိုမွေးတဲ့အချိန်မှာတိန်ထောင်ချီသုံးထားတာဖြစ်ပါတယ်မြန်မာနိုင်ငံမှာတောင်မမွေးပဲထိုင်းနိုင်ငံအနမဲကြီးစေယုံမှာသွားမွေးခဲ့တာဖြစ်ပါတယ်ဒါအပြင်ဒါလီမွေးပြီးရင်သုံးဖို့ပစ္စည်းတွေဆိုရင်လည်း branded ပစ္စည်းတွေကိုဒါတည်တံ့သုံးပေးတာဖြစ်ပါတယ်။အပြင်သွားရင်ထဲဖို့လဲရအစဒိန်းယာချီတန်တဲ့နာမည်ကြီး branded ကထုတ်တဲ့ပစ္စည်းတွေဒါအသုံးပြုတာဖြစ်ပါတယ်။ဒါအပြင် no တိုက်တဲ့အချိန်မှာလည်းအစင်းမြင့် no မို့ကိုဖြော်ပြီးတော့တိုက်တာဖြစ်ပါတယ်။နေကြည်ဦးရဲ့မျိုးသားကလည်းချမ်းသာတဲ့သူဖြစ်တာမို့သူတို့သားလေးအတွက်မွေးကလေးက branded ဆိုတဲ့အရာတွေကိုသာသုံးပေးတာဖြစ်ပါတယ်။နေကြည်ဦးကိုယ်တိုင်ကလည်း branded သုံးရတာကိုကြိုက်တာဖြစ်ပါတယ်။အမှုပညာအလုပ်လုပ်တော့ဆိုရင်လည်း အတွင်းဝက်ကိုတောင်သိန်းရာချီတန်တဲ့ brand တက်ကိုသာဝက်တာပါဒါအပြင်အိမ်နဲ့အသုံးဆောင်ပစ္စည်းဆိုရင်လည်းသိန်းရာချီတန်တာကိုသာအသုံးပြုတာဖြစ်ပါတယ်နေကြည်ဝအနုပညာအလုပ်ကိုလည်းလုပ်ဖို့အစီအစဉ်မရှိတော့ပါဘူးစီးပွားရေးလိုရတာကိုသာဝါသနာပါတော့တာမို့ခုဆိုရင်တော့စိုင်းနေတဆိုင်ပြီးတဆိုင်ဖွင့်နေပါတယ်အနုပညာအလုပ်မလုပ်ပေမဲ့ဒီမကိုဒီမဝိမတက်ပဲအမြဲလှနေအောင်ပြင်ဆင်ပြီးတော့နေထိုင်နေရလဲဖြစ်ပါတယ်နေကြည်ဦးရဲ့အမှတ်ကအစတူနေတဲ့ဒါဦးလေးကချစ်စရာကောင်းတယ်လို့ထင်လားပရိသတ်ကြီးရဲ့အမြင်ကောင်းမှလေးထဲမှာရ 一个杯子吧，我先